ူကတို့နမဲကြီးပကြီးဆရာမဆိုပြီးလူတွေကိုလိုက်လံခြင်းထဲ့နေတဲ့မိမအလိန်ပေါ်ပြီးမင်္ဂလာပါလူမှုကွန်ရက်ပေါ်ကနမဲကြီးနေတဲ့ပွဲနှစ်ပွဲကိုတရားရှင်းပြပေးကြည့်ပါတယ်ဒီပွဲက it mean လို့လူသိများတဲ့စီးပွားရေးနဲ့အောင်မြင်မှုလမ်းညွှန်ချက်တွေပေးနေတဲ့ TikTok ကနမဲကြီး AI ပကြီးဆရာမနဲ့မူရင်းဓပုံပိုင်ရှင်ဆိုပြီးအဖွဲ့၃ဖွဲ့ဖြစ်နေကြတဲ့ပွဲပါ တချို့နားမလည်သေးသူတွေအတွက်ဒီအဖြစ်ပြက်အစအဆုံးကို အချက်လက်တွေနဲ့တကွပြန်လည်စုစည်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမတစ်ပွဲက8 minute AI ပကြီးဆရာမှာဒုတိယတစ်ပွဲက AI ပကြီးဆရာမနဲ့မူရင်းတပ်ဖို့ပိုင်ရှင်တို့ကြားဗားရီဖြစ်ခဲ့လေ။ဘသူကဗားလုပ်ခဲ့လဲဆိုတာကိုပြောပြပေးသွားပါမယ်ဖြစ်ပါတယ်။သူဟာစီးပွားရေးနဲ့အောင်မြင်မှုလမ်းညွှန်ချက်တွေပေးနေတဲ့နာမည်ကြီးဆိုရှယ်မီဒီယာသမားတအုပ်အဖြစ်လူသိများပါတယ်။ ပြင်နာစတင်ခဲ့ပုံကတော့ admin ကသူ့ရဲ့ပုံတူပကြီကိုဆွဲစီဖို့အတွက် AI ပကြီဆီယာမကိုဆက်သွယ်ခဲ့ပါတယ်။ AI ပကြီဆီယာမဘက်ကနေပြီးတော့ admin ဟာပုံအပ်ရင်းနဲ့သူ့ကိုဖွင့်လာကြောင်းလဲဆိုပြီးတော့ဆွဆွဲခဲ့ပါတယ်။သူမကဒေါ်လာ300တောင်းလိုက်တဲ့အခါမှာ admin ကငွေကြေးမတက်နိုင်လို့မချေမငံပြောဆိုခဲ့တယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ပြင်နာအကြီးကြီးတက်စီခဲ့တဲ့စကားကတော့ admin ကငါကမင်းကိုပုံအပ်ဖို့ရခက်ခရရဖင်မမနိုင်ဘူးဆိုပြီးပြောခဲ့တဲ့အချက်ပါ။ ပွဲအချိုးဝေးတစ်ခုကတော့ဗကြီးဆရာမစတင်လိုက်တဲ့ screen shot တွေပါ။သူမဟာအစ်မရဲ့စကလုံးကိုတမ်းမိမောင်းထိုးပြပြီးတော့သူမကိုရင်ကကျမကပေါ့လိုဘဲစား artist မဟုတ်လို့ USD ဒေါ်လာ300ရမှရှင်းပုံဆွဲမယ်ဆိုတော့ဈေးနှုန်းတန်မှုကိုအသာပေးပြောဆိုထားတဲ့ဇကားကိုတော့ခြံလှက်ထားခဲ့ပါတယ်။ဒီလိုခြံလှက်လိုက်တဲ့အခါမှာအစ်မဟာဈေးစကားမပြောရသေးပဲငွေမတက်နိုင်လို့ဘလိုင်းကြီးမတ်ရိုင်းစွာပြောဆိုလိုက်တယ်လို့ဖြစ်သွားပါတယ်။ အစ်မင်ကိုအရင်ကတည်းကမကြည်တဲ့သူတွေဝေဖန်ခြင်းသူတွေဟာဒီအခွင့်အရေးကိုယူပြီးတော့ဝိုင်းဝန်းတိုက်ခတ်ခဲ့ကြပါတယ် AI ပကြီးဆရာမရဲ့လှပတဲ့ AI ပုံတွေနဲ့သူမကိုယ်တိုင်ကလှပနေတာကြောင့်လေလူတို့ထောက်ခံမှုကိုပိုရခဲ့ပါတယ်အစ်မင်ကဘာမှချက်ချင်းပြန်မပြောဘဲငြိမ်နေတာကလည်းသူ့ဘက်ကမှားတယ်လို့လူတွေကထင်စေခဲ့ပါတယ်အစ်မင်ရဲ့အရှုပ်တော်ပုံကြောင့် AI ပကြီးဆရာမရဲ့အကောင့်ကိုလူတိများလာပြီးသူမရဲ့လှပတဲ့ပကြီးကားတွေသူမရဲ့ရုပ်ရည်ကိုပါအာရုံစိုက်လာခဲ့ကြပါတယ် AIBG ဆီယာမကသူ admit ကိုနိုင်သွားတယ်ဆိုပြီးအောင်ပွဲခံနေစီမှာ သူမကကလောမျိုးရထားလန်းရှူကင်းပုံပကြီကားလေးရောင်းထွက်သွားပြီလို့အကြွားလေးတစ်ဖြတ်တင်ခဲ့ပါသေးတယ်။အဲ့ဒီ post အောက်မှာပဲအစင်ထာရချုံမစုံ no sis မလိုင်းလုံးဆိုတဲ့အကောင့်ပိုင်ရှင်ကဝင်လာပြီးတော့ ဒီပုံဟာသူတို့ငွေရင်းပိုင်ဆိုင်သောဓာတ်ပုံဖြစ်ကြောင်းကိုဖော်ထုတ်ခဲ့ပါတယ်။ရရငွေတဲ့ကားတစိတပိုင်းကိုလည်းမိဘမဲ့ဂေဟာတို့တိုက်ရိုက်လူရန်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါသေးတယ်။ AI ပကြီဆရာမဟာအောင်ပွဲခံနေစဲမို့လူတွေရှေ့မှာမျက်နှာပြက်မှာဆိုးလို့လားမသိ။အဆိုပါပကြီကတကယ်ရောင်းရကြီးရှိမရှိမသေးချာသေးခင်မှာပဲအလျင်စလုံးငွေကျပ်နှစ်သိန်းကိုမိဘမဲ့ဂေဟာတို့လူတန်းလိုက်ပါတော့တယ်။ AI ပကြီဆရာမဘက်ကနေကာကွယ်ပေးသူတို့ချို့ကအဆိုပါမလိုင်လုံးအဖွဲ့ကိုကြားပြန်လို့ဆွဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပြင်မလိုင်လုံးအဖွဲတဲကမင်းကလေးတယောက်ကိုလည်းအစ်မင်းကဆေလွှတ်လိုက်တဲ့ဒလန်လို့ဆွဆွဲပြီးဆဲဆိုတိုက်ခိုက်ခဲ့ပါသေး။နောက်ပိုင်းမှာ AIPG ဆင်ယာမဟာဂေဟာကိုလူနာနာတဲ့ငွေနှစ်သိန်းကိုချင်းချောက်ပြီးတော့ပြန်မပေးရင် KB အကောင့်ပိတ်ခိုင်းမယ်ဆိုပြီးဖုန်းဆက်ခါပြန်လဲတောင်းယူခဲ့ပါတယ်။သူတို့ရဲ့ KB အကောင့်အပိတ်ခံရတာမျိုးမဖြစ်ချင်တဲ့အတွက်ငွေကိုပြန်လွှဲပေးခဲ့ရပါတယ်။ဇလန်ရဲ့အချိုးအကွေ့ကြီးမှာမူရင်းတပ်ပုံပိုင်ရှင်အစ်စ်ပေါ်လာပြီးသူတို့အဖွဲဟာဘယ်နေ့ဘယ်အချိန်ကဒီတပ်ပုံကိုရိုက်ခတ်ကြောင်း အချက်အလက်ဒေတာတွေနဲ့တကားတသက်ပြလိုက်တဲ့အခါပကြီးဆီယာမကဘာမှငင်းဆန်လို့မရတော့ပါဘူး။ AI ပကြီးဆီယာမကပုံကို Pinterest ကနေရတာဖြစ်ကြောင်းတောင်းမှန်ကြောင်းပကြီးတော်မဆွဲကျင်တော့ကြောင်းတောင်းမှန်လိုက်ပါတော့တယ်။အပေါ်ကမင်းကလေးဖြစ်သူကိုလည်း Admin အဖွဲ့ကလူအနေနဲ့မှားယွင်းပြီးတိုက်ခတ်မိတာဖြစ်ကြောင်းကိုလည်းဝန်ခံခဲ့ပါသေးတယ်။ထို့နောက်သူမက profile ကိုအမဲအောင်ပြောင်းပြီးစူးစိုက်လုပ်ခြင်းမှလွတ်မြောက်လာသူဖြစ်ကြောင်းသူမရဲ့အိမ်မွေးကြောင့်လေဆုံးသွားသွားကြောင်းနဲ့ မိမသားဖြစ်ကြောင်းနဲ့ရေးသားပြီးတော့အကောင့်ကိုပိတ်သွားရပါတော့တယ်။နောက်ဆုံးရရှိတဲ့အချက်အလက်တွေအရသူမရဲ့အကောင့်မှာရှိတဲ့ပကြီကောင်အများစုဟာလည်း Instagram, Pinterest စတဲ့နေရာတွေကနေယူထားတာဖြစ်ကြောင်းထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။မြန်မာပွဲမှာဆူဆဲခံနေရတဲ့ admin ဟာလည်းအခုအချိန်မှာအေးအေးဆေးဆေးတီတီငင်ငင်ရှိနေခဲ့ပါတယ်။ပိတ်တွေကတော့ USD ဒေါ်လာ300ပေးပြီးဆွဲပေးမယ်ဆိုတဲ့သူ့ပုံလိုပကြီကားလေးကိုမြင်ချင်နေကြဆဲပါပဲ။ ဒီပွဲစဉ်ကြီးတစ်ခုလုံးကိုကြီးလိုက်မယ်ဆိုရင်တပည့်လူရအာဏာချက်ကိုဖော်ထုတ်ဖို့အတွက်ကိုရင်ကအမှန်တရားနဲ့ယူသားမှုကိုဘလောက်အရေးကြီးလဲဆိုတဲ့သင်ခန်းစာကိုမြင်တွေ့ရပါတယ်အဖြစ်မှန်ကိုဖုံးကွယ်ပြီးတစိ့တစ်ပိုင်းကိုသာဖော်ပြခြင်းဟာရေရှည်မှာအဆိုးဆုံးအကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်တာကိုဒီဇက်လန်ကတက်တည်ပြခဲ့ပါတယ်လူမှုကွန်ရက်ပေါ်ကဘယ်အရာကိုမစိုးမဝေဖန်ခင်မယုံကြည်ခင်အချက်လက်ကိုနှစ်ဖက်မျှပြီးစုံစမ်းဖို့လိုအပ်ကြောင်းအားလုံးကိုသတိပေးရင်းနဲ့ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နားလိုက်ပါရရှင်